ဘသူဘလောက်ပဲဖိနှိပ်မှုပြင်းထန်နေပါစေဆက်ပြီးတော်လန်နေတဲ့ပြည်သူတွေရှိတယ်ဆိုတာကကိုကတကယ့်ကိုကြောက်စရာအကောင်းဆုံးအချက်ပြမှုဖြစ်တယ်မြင်လာတော့အိန္ဒိယသူတို့ရဲ့နိုင်ငံရေးတုံ့တမှုစစ်ရေးနိုင်ငံရေးတုံ့တမှုမှာ အာလွတ်နေရရှိတယ်။အဲ့ဒါဘာလဲဆိုတော့အနာဂတ်ကိုထည့်သွင်းစဉ်းစားဖို့နော်။လက်ရှိအနေထားမှာတော့ဟုတ်တယ်။စစ်တပ်ဒီ Air Force ကအစသူတို့ manage လုပ်ထားတဲ့ National Army ဖြစ်တယ်ဆိုတာတော့အမှန်လေရပဲဒါပေမဲ့ဒီ National Army ရဲ့အဲလက်ရှိဖြစ်တည်မှုဟာအနာဂတ်မှာဒီလိုရောဖြစ်နေအောင်မလားအဲအနာဂတ်မှာဒီစစ်တပ်ကအပြောင်းလဲဖြစ်နိုင်အောင်မလားဆိုတော့ထဲသွင်းစဉ်းစားမှုအပိုင်းအားနဲ့တို့ကြောင်းမြင်တယ်နောက်တစ်ခုကကျွန်တော်တော်လိုင်းကြီးကအများရန် evolve ဖြစ်နေတာပေါ့နော်အများရန်ပြောင်းလဲနေတယ်ကျွန်တော်ဟိုတော်လိုင်းကြီးရဲ့အောင်မြင်မှုလို့ပြောရင်ဘယ်မျိုးတွေကိုတိန်းနိုင်နေတိုက်နိုင်နေဆိုတာ ਨੇ ကျွန်တော်ကတိုင်းတာမျိုးမဟုတ်ပါတော့ဒါကတော့တိုင်းတာတဲ့ indicator တွေရတစ်ခုပေါ့သို့တော့အဓိကတော်လန်ရေးတစ်ခုဆိုတာပါလဲဆိုတော့ဘသူဘလောက်ပဲဖိနှိပ်မှုပြင်းထန်နေပါစေဆက်ပြီးတော်လန်နေတဲ့ပြည်သူတွေရှိတယ်ဆိုတာကကိုကတကယ်ကိုကြောက်စရာအကောင်းဆုံးအချက်ပြမှုဖြစ်တယ်ဒါဆိုတော့လင်းရင်နေနဲ့ပြစ်တယ်အမြောက်တွေနဲ့တတ်တယ်ရရဆက်ဆက်တက်ဖြတ်ပြတယ်ပြည်သူတွေရက်မသွားဘူးဝက်မသွားဘူးငြိမ်မသွားဘူးမနာခံသွားဘူးဆိုတော့ အနေထားကကိုကဘယ်စစ်တက်မဆိုကြောက်ဖို့ကောင်းတဲ့အဲသူတို့အတွက်ပေါ့နော်တကယ်အလမ်းကြီးဖြစ်တယ်။ဒါအိုတွေးမယ်ဆိုရင်ဘာလက်နက်မှမရှိရဲ့အဲအရတားပြည်သူတွေရဲ့ခုခံနိုင်စွာအရတားပြည်သူတွေရဲ့ဒီစစ်တပ်အပေါ်မှာမုံတီးမှုမြင်တာရယ်ပေါ့နော်ဒါကိုထည့်စဉ်းစားပြီးတော့ဒီစစ်တပ်ရဲ့တွင်တံကဘလို့ပြောင်းလဲမှုတွေဖြစ်လာမလဲဆိုတဲ့အပိုင်းကအခုကိုပြောင်းလဲမှုတွေဖြစ်နေအနာဂတ်မှာဒီထက်ပိုပြီးတော့အပြောင်းလဲဖြစ်လာမယ်ပြောရရင်အနောက်နာဂတ်မျိုးဆက်ကလည်းဒီတော်လေးတွေက အဲပောက်ခွာလာတဲ့သူတွေဖြစ်လာမယ်ဆိုတော့အဲ့အဲ့အနာကနဲ့သူတို့ဘယ်လိုရင်ဆိုင်မလဲဒီအိန္ဒိယစစ်တဲ့အိန္ဒိယအစိုးရနောက်တရုတ်စစ်တဲ့တရုတ် အစိုးရဒီအနာကမှာလာမယ်အင်အားစုတွေရဲ့ဥဆောင်မှုနဲ့သူတို့ဘယ်လိုမျက်နှာမျက်နှာချင်းဆိုင်မလဲဒါတွေကိုလည်းအာထည့်သွင်း future forward thinking ပေါ့နော်ဒီစဉ်းစားချက်တွေကိုထည့်သွင်းထည့်သွင်းပြီးတော့ချင်းကပ်မယ်ဆိုရင်တော့လက်ရှိ အာအိန္ဒိယနိုင်ငံပဲဖြစ်ဖြစ်တရုတ်နိုင်ငံဖြစ်အကျိုးစီးပွားမှာကာဝယ်ပြီးဖြစ်မယ်ပေါ့နော်သို့တော့ခုလက်ရှိတွေ့နေရတဲ့အပိုင်းကတော့ကိုအကျိုးစီးပွားကိုကာဝယ်တယ်ဆိုတော့ညာ counter productive ဖြစ်နေရရှိပြောရမယ်ဆိုတော့သူတို့ဘလောက်ပဲသူတို့အကျိုးစီးပွားကိုကာဝယ်ပြီးတော့သူတို့ရဲ့နာမည်ကောင်းရဖို့အတွက်ပတ်စံနေငွေတွေနဲ့ rescue သင်းတွေဘလောက်ပဲလွတ်လွတ်ဒါတွေအားလုံးဟာအပေါ်ယံပဲဖြစ်နေတယ်တကယ်တကယ်မှပြီးပူနေတာမဟုတ်ဘူးဆိုတော့မြန်မာနိုင်ငံဥဆောင်မှုစူးစမ်းနေတဲ့စေအုပ်စုကိုမဖယ်ရှားနိုင်ဘူးအာကျွန်တော်မြင်တာသူတို့ရဲ့အကျိုးစီးပွားလည်း အကျိုးစီးပွားတော့ရှိလာမယ်လို့မထင်ဘူးပေါ့နော်အပေါ်ရန်စန္ဒာတွေကိုတကယ်ခွာချပြီးတော့တကယ်အတွင်းထဲကမြန်မာပြည်ရဲ့အနာအရင်းကိုကင်ဖို့လိုတယ်ပေါ့နော်အဲ့လိုမဟုတ်ရင်တော့ကျွန်တော်ကအပေါ်ကနေမိတ်ကပ်လေးအုပ်လိုက်အအပေါ်ရန်လေးပဲတကယ်ပြဿနာအရင်းမြစ်ကိုမထိနေသေးရတော့သူတို့ရဲ့အကျိုးစီးပွားလည်းကာဝယ်မှုစစ်စစ်မှမဖြစ်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်